ဥစဉ်လေးကိုအားကိုးပြီးတော့အကူအညီတောင်းထားတဲ့ယောဂါတယ်တွေရောသင်္ဆာသမားတွေရောဒုက္ခတယ်တွေရောပေါ့နော်ဥစဉ်လေးရင်းနှီးချင်အားစားပြီးတော့တစ်တော့လည်းမတုံးတော့ပါဘူးအလိုတန်းတွေလည်းဥစဉ်တို့ပြန်နားလိုက်ပါပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်မိမိတို့ရဲ့နီးစက်ရာပရာဟိတဆိုင်ရွက်နေတဲ့ဒီလိရှိမှာအကူအညီတောင်းမှာအခုချိန်မှာဥစဉ်တို့ကိုမလိုလားအပ်တဲ့ပုံပူတွေဟာလူမျိုးစုံနဲ့ဝေဖန်တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေဩဝါဒခံယူပြီးတော့ဒီနေ့ချိန်မှာစပြီးနောင်လာမယ့်ရက်တွေလတွေနှစ်တွေထိတိုင်အောင်ဦးစင်လေးတက်တော့မတုံးတော့ပါဘူးလို့အညာကနေညဝပြားစင်ဦးစင်တို့လည်းဒါတွေ့နေပါတယ်မဟာဗရဟိတဦးစင်လေးဆိုတာဟိုးစကရေကတွေ့တာပေါ့နော်အဲဒီပုံမှာစင်တို့ကရောက်နေတဲ့သူတွေကို ူညီပေးမှလူတန်းနဲ့လူတန်းနေတဲ့ဆင်းလေးပေါ့နော်အဲ့တော့အဲ့လိုလုပ်ပါပြားလာပြီခုနောက်ပိုင်းတော့တူတူကြဲကြဲလေးဖြစ်လာတယ်ပေါ့ဗျာအဲ့တော့နောက်မှာတက္ကသမနဲ့အတိုင်းနဲ့ဝိုင်းနဲ့အချွေနဲ့အရန်နဲ့ပေါ့အဲ့ဒီအချိန်မှာဦးစင်းတို့ဒီဘက်သာသနာတော်ဘက်ကမမှန်ကန်ကန်နဲ့ဒီစာပေထောက်ထားနဲ့ ဒါတွေလုတ်တယ်ဆိုတာကကုလတူတကပုံစံမျိုးဖြစ်နေတယ်ဒကာဒကမတွေရဲ့ဒီစစ်မှန်တဲ့တတတရားကိုဖြည့်ဆည်းရရောက်တယ်ဆိုပြီးတော့တစ်ဖက်ကလည်းဒါဥစဉ်တို့ဟိုစူတင်သွင်းတယ်ပေါ့စူတင်သွင်းပြီးတော့ဒါကိုနောက်ဆုံးဘယ်လိုလဲဆုံးဖြတ်ချလိုက်ကြတယ်ပေါ့နော်ဆုံးဖြတ်ချတယ်ဩဝါဒပေးလိုက်တယ်ပေါ့ဇာတော်ကြီးတွေဩဝါဒပေးတယ်အဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အမြင်ကိုပြောရမယ်ဆိုရင်ဦးဇင်းတို့အမြင်ကိုနောက်ဆုံးမှပြောပါမယ်နော်အဲ့တော့အဲ့လို ဖြစ်သွားတော့မနေ့ကလည်းဦးဇင်းတို့မစိုးရင်ဟာမစိုးရင်ဖိမလက်တွေ့ဆရာတော့တင်ထားတာလေးတွေတွေ့တယ်တင်ထားတာလေးတခါ၃ယောက်ဒီဦးဇင်းလေးဗီဒီယိုဖိုင်တက်လာတော့တခါ၃ယောက်ကဒါပြောထားတဲ့စကရင်ရှော့လေးဒီနေ့ဦးဇင်းတို့တွေ့လိုက်တယ် အဲ့ထက်တယောက်ပေါ့အဲလိုင်းသားရကိုကိုကြီးဆိုတဲ့တကားကြီးပေါ့နော်သူ့ကိုဦးစင်းတို့သူ့ကိုတော့ဦးစင်းတို့ကိုယ်တိုင်တွေ့လိုက်ပါတယ်ဗီဒီယိုပြောထားတဲ့ဖိုင်အဲ့ဒီထက်မှမလိုလားတဲ့ပုံကိုယ်တွေတိုက်ခိုက်ကြတယ်ဟိုဘလို့မမရက်ဒီနေအောင်တိုက်ခိုက်ကြလို့ဒါပရာဟိတလုံးနေတာပြတ်သွားတယ်ပေါ့သူတို့ရဲ့အယူဆဒီတိုင်းပေါ့အဲ့တော့ဦးစင်းတို့သာသနာတော်မှာက ယဟန်နေပရိဒါမလုပ်တဲ့နဲ့အရာတွေရှိတယ်လူရဲ့ကြေးကျွံပုံစံမျိုးပေါ့ဝိနည်းစည်းကမ်းမှာရှိတယ်အဲ့ဒါတွေကဒါဦးစစ်ထုတ်ပြောနေလို့ရှိရင်လည်းအများကြီးပြောနေရမှာအဲ့ဒီမစိုးရင်ဖိမလက်တွဲဆိုတဲ့ဒီဆရာတော်ရဲ့အကောင့် Facebook မှာရှိပါတယ်အဲ့ဒီနာမည်နဲ့ပဲအဲ့ဒီအကောင့်ထဲမှာသွားဖက်ကြည့်ပါနော်ပါဠိတော်ထောက်ထားနဲ့ဝိသုဒ္ဒတကအပြည့်စုံနဲ့ ရေးသားတင်ပြထားတာတွေရှိတော့ဒါတစ်ချက်မှတ်ထားမယ်အရာနော်ခုနကပြောတဲ့စကားတွေဒါဟောဖြစ်ဖို့ပေါ့တတိထားဖို့ပေါ့ခုနကပြောတဲ့စကားဆိုတော့ခုနလိုင်းတရားကိုကြီးတို့တခြားဒါရိုက်တာတွေသူတို့ကတော့နေဦးစင်းလေးပုံမှာဒါမေတ္တာတရားရှိလို့ကိုချစ်လို့ကိုပြောတာဒါပေမဲ့ကိုချစ်တိုင်းအမှန်တရားမဟုတ်ဘူးကိုကြိုက်တိုင်းအမှန်တရားမဟုတ်ဘူးနော် အဲ့ဒါလေးသိဖို့အဲ့တကြောင့်ခုနဟောတော့ဖတ်လိုက်ဒါသိနိုင်ဒါခုနတစ်ချက်ပေါ့နောက်တစ်ချက်ကဦးဇင်းတို့ဘာလဲဆိုတော့ဒီတိုက်ခိုက်ကြလို့ဝေဖန်ကြလို့ပုတ်ခတ်ကြလို့ဝိုင်းပြီးတော့ခုနပြောသလိုမရက်တည်နေအောင်တိုက်ခိုက်ကြလို့ဆိုလို့ရှိရင်အခြေမြင့်မရှိတဲ့ပုံကိုယ်တွေတိုက်ခိုက်တာထားတော့နော်အခြေမြင့်မရှိတဲ့ပုံကိုယ်တွေတိုက်ခိုက်တဲ့အရာဆိုလို့ရှိရင်ဒီလောက်တိဖြစ်เสียအကြောင်းမရှိဘူး ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့တက္ကနာကဆရာတော်ကြီးကြီးဆိုတာလေစာတက်ပြီးတဲ့ဆရာတော်ကြီးပဲနော်အဲ့တော့ဒီဆရာတော်ကြီးဒီကလည်းဒီအစိုးတင်သွင်းမှုကိုလက်ခံပြီးတော့သူတို့ကိုယ်တိုင်ဩဝါဒခေါ်ပြီးတော့သုံးပါတယ်ဦးဇင်းတို့ဩဝါဒပေးတယ်နောက်မလုပ်ဘူးဆိုတော့နော်နှစ်ဆင့်ဖြစ်သွားတယ်နှစ်ဆင့်ဖြစ်သွားတယ်နော်ထောက်ထားခိုင်းပါတော့နှစ်ဆင့်ဖြစ်သွားတယ်ပြမတစ်ချက်ကပါဠိတော်ထောက်ထားအပြည့်အစုံနဲ့လူမလုံးတင်မလုံးအပ်ဘူး ီလိုလုပ်တယ်ဆိုတာကဒီပုံစံမျိုးတက်ရောက်နေတယ်ဘေဟိုခရစ်ယာန်သာသနာပြုတွေနဲ့လည်းထင်အောင်ထင်မှားဖြစ်စေတယ်နောက်တစ်ခုကတော့ဦးဇင်းတို့ဟိုသာသနာတော်မှာအမှားကင်းကင်းနဲ့လှုပ်ချင်တယ်ဆိုရင်ပရိယတ်တိအရင်သင်ရတယ်ပရိယတ်တိမသင်ဘဲနဲ့ဝင်လာပြီးတော့လှုပ်လို့ရှိရင်အမှားတွေဖြစ်တတ်တယ်အမှားတွေဖြစ်တတ်တယ်စာပေဆိုတဲ့ဘောင်မကန့်ဟာဘူးစာပေဆိုတဲ့ rules မရှိဘူးဒါတကြောင့် ခင်ရဆိုင်တက်တယ်ပေါ့နော်အဲကြောင့်ခုနပြောတဲ့ဒီစာပေမှာရှိနေတဲ့အရာတွေနဲ့တိုင်းကြည့်လိုက်တော့အဲ့မှာတစ်ချက်သွားပြီးတော့ညှိနေတယ်အဲ့ဒါထပ်ပြီးတော့ခိုင်းပါတာကလက်မကလူတွေတိုက်ခိုက်တယ်ဒီဆရာတို့ကြီးတွေကဟောဖြစ်မလားသူတို့ဒါတကယ်လှုပ်တင်လှုပ်ထိုက်လို့ဩဝါဒခေါ်ပေးတယ်ဆိုတော့ပြီးပြီပေါ့နော်အဲ့တော့ခုနပြောနေတဲ့ဒကာကြီးတွေလည်းပဲဒါသူတို့ကတော့လူတွေကတော့လူတွေအမြင်ပေါ့လူတွေကတော့လူတွေအသိပေါ့ အပြစ်မပြောလို့ဘူးသို့တော့ဘယ်မှန်တယ်ဘယ်မှားတယ်ဆိုတာလေးကိုဦးဇင်းတို့တတိချက်စီချင်ပါတယ်တတိချက်စီချင်ပါတယ်ဒါလူနယ်ပယ်ကလုံနေတဲ့အလုံးမဟုတ်ဘူးသာသနာတော်နဲ့သင်္ကန်းဝတ်ပြီးတော့လုံနေတဲ့အလုံးဖြစ်တဲ့အတွက်သာသနာတော်နဲ့သက်ဆိုင်တယ်ဒီလိုကြောင့်သာသနာတော်မှာရှိတဲ့ဆရာတော်သမတော်တွေကဖြောင်းပြပေးလိုက်တာဒါကိုဦးဇင်းတို့ကဟိုဘေးကနေ ဝင်းရံတာလဲဝင်းရံကိုဝင်းရံတာမှန်သလားလို့လည်းဥစဉ်တို့ပြန်ပြီးတော့စဉ်းစားပါခုနကပြောခဲ့တဲ့ဥစဉ်တို့ရဲ့ဆန္ဒကိုပြောပါဆိုလို့ရှင်တော့ပရိဒမလုံနဲ့လို့မပြောပါဘူးပရိဒလုံပါဘယ်လိုပရိဒမျိုးတွေလုံရမလဲဆိုတော့သူတို့ကပေးခြင်းလို့ရှင်ကိုကိုရအင်းရှိနေမှာဥစဉ်တို့ငွေတစ်ခုလဲပရိဒလောက်တာမဟုတ်ပါဘူးငွေတစ်ခုလဲပရိဒလို့ဆိုတော့ငွေဆိုတာက လူတွေကပြောကြလိမ့်မယ် money is everything money means everything ပြောကြလိမ့်မယ်။နောက်ငွေဆိုတာအရာရာဆိုပေမဲ့တခြားအရာတွေနဲ့ရှင်ငွေဆိုတာကပေါ်ရန်ကျော်လေးပဲနော်ပေါ်ရန်ကျော်လေးပဲအဲ့တော့ကြောင့်ငွေထက်တန်ဖိုးရှိတဲ့ငွေထက်နည်းနည်းတဲ့ငွေထက်အဖိုးတန်တဲ့ပရိယတိပညာအသိပညာတွေကိုအရင်စီးဘူးပါ အပြီးလို့ရှိရင်လှုပ်ရှင်တပဆိုလို့ရှိရင်ခုရှေ့မှာလှုပ်တော်မူသွားကြတဲ့ဆရာတော်ဘုရားကြီးတွေရှိတယ်တောင်းပြန်ဦးဇနုဆရာတော်ဘုရားကြီးအရှင်ညာနေတရတို့ပြီးလို့ရှိရင်ဒီတီဗီတကထဲမှာလည်းတချို့ဆရာတော်တွေရှိပါတယ်ပရိဒါလှုပ်တဲ့ဆရာတော်ပရိဒါဆိုတာဘယ်လိုတွေလှုပ်လဲအမှအဲ့ဆရာတော်တွေကြောင့်ဖတ်ကြည့်ပေါ့နော်အဲ့ဒီဆရာတော်တွေလို့ ကိုယ့်အရေးချင်းပြေရသွားမှာလို့ပါကိုယ့်အရေးချင်းမပြေရသေးဘဲနဲ့လုပ်ရင်အမှားဖြစ်တတ်တယ်အမှားတွေလုံးမိတတ်တယ်ပေါ့နောက်တစ်ခုကဒါငွေကြေးအတုံးချပြီးတော့ကြီးလို့ရတဲ့အရာပေါ့ကိုကိုတိုင်းစာပေတွေသင်တယ်စာပေတွေတိတယ်တတ်တယ်ဆိုလို့ရှိရင်အဲ့ဒီစာပေတွေကိုပြန်လည်ပြီးတော့ဦးဇင်းတို့ပို့ချပေးခြင်းစာပေဆိုတာကဟိုပိဋကတ်စာပေ ပိဋကစာပေရဟန်းအနေနဲ့ပြောမယ်ဆိုရင်ပိဋကစာပေပေါ့နော်လူစာပေဖြစ်တဲ့တခြားဟာတွေဆိုရင်တော့တိတ်ပြီးတော့ဥစဉ်တော့ဟိုပြောမယ်မတ်ဆက်သေးဘူးပေါ့နော်ဖရာရဲ့စာပေတွေပြန်ပို့ချလာတာပရဟိတလောက်တာပြန်လဲဟောကြတာပရဟိတလောက်တာပြန်လဲသင်ပေးတာပရဟိတလောက်တာပေါ့နော်အဲ့တော့ကိုကိုရာအရင်ဖြေပါကိုကိုရာအရင်ကျူစားပါဒီငွေတခုတည်းကတော့ဥစဉ်တော့ပွဲစားလို့ ဝါရတဲ့ဟာဟိုပြန်လူဒီရရတဲ့ဟာဒီပြန်လူရတာပေါ့ဘာခက်ခဲတာမလို့လဲဒီဘက်ကလူတွေကလည်းဦးဇင်းတို့တရတာတရားအင်မတန်ကောင်းကြတယ်ပညာနည်းကြတယ်တရတာတရားတော့အင်မတန်ကောင်းတာနော်ပညာနည်းတယ်ပညာနည်းတယ်အဲ့တော့ခုနကလူတွေတတတာနည်းတတတာတွေများတယ်ပညာတွေအားနည်းနေတယ်မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားတာရှိတယ်တတတာနဲ့ပညာကိုဘယ်လန့်ဖြစ်နေအောင်ထားရမလဲဆိုတော့ ။သမင်းလက်နဲ့စားတယ်။ရေသွားစေးတယ်။လက်တစ်ဖက်ထဲနဲ့စေးနေမှဆိုလို့ရှိရင်မပြောင်းနိုင်ဘူး။တစ်ဖက်ကကူပေးရတယ်။တောရွာတွေမှာဦးဇင်းတို့လည်းကြွားဦးပါတယ်။ရှုပ်ဝက်တွေတည်းကြွားလို့ခြေလောက်တွေနှစ်ဖက်စလုံးပေးတယ်။တစ်ဖက်ကပေးနေတဲ့ညီကြီးကိုတစ်ဖက်ကပုတ်တိုက်ပေးရတယ်လို့။တစ်ဖက်ကညီပေးနေတဲ့ညီကြီးကိုတစ်ဖက်ကလည်းထပ်ပြီးတော့အပြန်အလှန်ပုတ်တိုက်ပေးရတယ်လို့။တတ်တာနဲ့ပညာဘယ်လန့်ဖြစ်နေကိုလိုတယ်။ဒီပုံစံမျိုး အခုကတတ္တရာတရားကအားကောင်းပြီးတော့ပညာသိမရှိတဲ့ဥစဉ်လိုမြန်မာလူမျိုးတွေညာသွားဖြစ်ပေါ့အဲ့ဒီလူမျိုးတွေကိုတတ္တရာတရားကောင်းစီမဲ့အရာလေးတွေချပြပြီးတော့ဥစဉ်တို့လုံနေတာအဲဒါကတော်တော်များများတွေ့ရပါတယ်ဒီတခုတည်းမဟုတ်ဘူးရေပေါ်ဆရာတော်တို့နော်အဘိဘာဆရာတော်ညာဆရာတော်အော်တောင်ဝေးဟိုမှာ မွေရုံနဲ့ငကားရုပ်တွေနဲ့ကိုင်းတာတော့နော်ရက်တောင်မှာဘာလဲတောင်မွေရက်တောင်တွေကိုင်းတာတော့ဒါတွေကတော့အဆောင်ရောင်တွေပဲဘာမှနှစ်သာရရှိတဲ့အရာတွေမဟုတ်ဘူးနော်ကဲအဲ့အတွက်ကြောင့်စကားလည်းရှည်သွားပြီဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အမြင်ကတော့ဒီဆရာတော်တွေဘက်ကနေကြည့်မယ်ဆိုရင်တော့လုတ်တဲ့လုတ်ထိုက်လို့လုတ်လိုက်တယ်လို့ပဲဦးဇင်းတို့မြင်ပါတယ်